အဲသူတို့သတင်းကတော့အထက်ကိုအဲကျွန်တော်ဒီ online ပေါ်မှာလည်းပြန့်နှံ့နေပြီဘလောက်ပဲပြန့်နှံ့ပြန့်နှံ့ပေါ့ဗျာလုံးဝခီးမဆိုင်ပါဘူးတဲ့ဒီကိစ္စမှာဒီကျူးလွန်သူပေါ့နော်ဘိုးကြီးစင်ထွက်လင်းကမဝင်ခံတရွေ့ဘာမှလုပ်လို့မရဘူးတဲ့မဝင်ခံအောင်လည်းပြောထားပြီးသားဆိုတဲ့ပုံစံမျိုးတွေအထိအဲပြောတဲ့အခါမှာတော့အဥပဒေနဲ့တရားဥပဒေနဲ့ကျွန်တော်တက်မလို့စိန်ခေါ်လိုက်တာပဲဗျာနော်အဲစိန်ခေါ်လိုက်တဲ့အခါမှာဒါကျွန်တော် ဒီပေါ့နော်ဒီတည်ငင်းမှုလေများအောင်လည်းပြောချင်တယ်ကျွန်တော်ဒီကိစ္စခင်ဗျားတို့မြန်မာပြည်တက်မှာเนาะကျွန်တော်တော်တော်များများသိပါတယ်အထူးသဖြင့်ခင်ဗျားတို့မွန်ငင်းကြောင်းလည်းသိပါတယ်เนาะကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စကိုကျွန်တော်ဝင်ပြောလို့မရှိဘူးပြောလို့မပြောဝင်လည်းမပေါ့တော်တော်လည်းပဲမတရားကိမတရားခံရတဲ့ကိစ္စမျိုးတခုတော့ကျွန်တော်အနေနဲ့ဒါပြောပေမဲ့ကျန်တာတွေကိုကျွန်တော်ထုတ်ဖို့မပြောချင်ဘူးအဲ့တော့တစ်ဖက်သားအရန်နိုင်ကျင်လာလို့ရှိရင်တော့လေကျွန်တော်တို့က ရက်တည်မှုကြီးကြီးမားမားနဲ့ကျွန်တော်တို့ရက်တည်ရမှာပေါ့နော်ပြောင်းကြည့်ကျွန်တော်တို့ကြားရသေးတာအဲ့တော့ဒီမျိုးသမီးလေးရဲ့ပြောင်းကြည့်မှာခံလဲခံရသေးတဲ့အမျိုးသားကိုလည်းအခုရှည်တန်းကိုလည်းပို့ထားသေးတယ်အဲ့ဒါနော်မျိုးသမီးလေးခင်ဗျာပါသူတက်ကလူတွေကလည်းဘယ်သူမှသွားပြီးမပတ်သက်နဲ့တက်ကနေပြီးတော့မောင်းထုတ်တဲ့အခါမှာလဲသူများတွေကူညီချင်တာတော့မှပဲနော် တက်ကမိသားစုတိုင်းဝိုင်းနေတဲ့ကုညီကျင်တော်မှာဘသူမှအကူညီပေးလို့မရတဲ့အခြေအနေမျိုးရှိတယ်။တည်ရင်မှုကတော်ရဲ့ဩဇာအာဏာကကြီးလွန်ပါတယ်နော်။အားလုံးကရှောင်ကျင်တဲ့အခြေအနေကိုရောက်လာတယ် ားလုံးပဲမင်္ဂလာပါလို့เนาะဒီနေ့ကတော့เนาะပြောင်ကြီးပြောလာတဲ့စစ်ခွေးတွေခွေးစပ်ကင်းတဲ့ဇာတ်လမ်းကိုနားထောင်ကြည့်ကြအောင်เนาะဒါတော့เนาะဗီဒီယိုမစခင်လေးမှာပြောင်ကြီးကို credit ပေးတယ်ပြောင်ကြီးပြောမှဒီဇာတ်လမ်းကကြားရတဲ့အတွက်ကြောင့်ပြောင်ကြီးကိုဂျေဇူးတင်တဲ့ credit လေးပေးတယ်နားထောင်ကြည့်ကြအောင်ခွေးတွေပဲလို့ခွေးစပ်ကင်းကြတယ်လေเนาะ မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအာကျွန်တော်ဒီနေ့အဓိကပြောချင်တာကအဲဦးမင်းအွန်လိုင်းပေါ့နော်ဦးမင်းအွန်လိုင်းကဝိတောက်ကားတွေဖမ်းဖို့နော်ပြောဆိုတာရှိတယ်ပေါ့တို့ပါတော့လည်းပဲဒီဒီဝိတောက်ကားတွေကိုဝိတောက်ကားရဲ့တစ်ခါဆက်ဆက်နေတယ်နော်အခုကျွန်တော်မနေ့ကဒီနေ့တနေ့အောင်ထင်ပါတယ်နော်ဟိုမုန်ကြီးမျိုးခလာရ15ရဲ့ဌာနခွဲမှုပေါ့ဗျာနော်ဘူကြီးစင်ထွက်လင်းရဲ့ ဒီစိတ်ရှုပ်တော့ဘုံကိစ္စပါဗျာနော်လိန်ရှုပ်တော့ဘုံဒါကြံစီမှုပေါ့မတင်းလိန်မိုင်းဆိုင်ရာနိုင်ချင်းစော်ပါရယူမှုပေါ့ဗျာနော်အဲအဲ့ဒါနဲ့ပတ်သက်ပြီးအဲ့မှာပဲခင်ဗျားတို့ရဲ့တိုင်းလောက်ကြီးတို့ရှုပ်ထွေးတာပဲတိုင်းလောက်ကြီးတို့ရှုပ်ထွေးပါလေအဲ့တော့အဲဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကျွန်တော်ကျွန်တော်ပုံမှန်လေးဝေဖန်မှုတွေပြင်ထန်ပါတယ်อืมရှိပါကျွန်တော်ပြောပြီးသွားပြီကျွန်တော်ဒီစကားတွေပြောနေရတာ ရှင်နာနာနဲ့ပြောနေရတာပါကျွန်တော်ဒီတက်မလို့နဲ့ယက်တီလို့ပါအဲ့တော့တက်မလို့နဲ့ယက်တီရင်ပြောဆိုရင်လည်းကျွန်တော်ခင်ဗျားတို့နဲ့တန်ရောစင်လည်းတော်တော်လေးလည်းရှိနေပါပြီအဲ့တော့တက်မလို့ထိခိုင်းမဲ့ကိစ္စမျိုးနိမ့်နာမဲ့ကိစ္စမျိုးဆိုလို့ရှိရင်ကျွန်တော်လုံးဝရှောင်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ policy မူဝါဒကအမှန်တရားဆိုရှင် ပြောပြောမှာဖြစ်တယ်လို့မတရားမှုမှန်သမျှမတရားမှုမှန်သမျှကိုကျွန်တော်စန့်ကျင်တိုက်ခိုက်ရမှာကျွန်တော်ရဲ့အမ်ကျွန်တော်ရဲ့ဗီဇပေါ့ဗျာနော်ကျွန်တော်ရဲ့ ကျွန်တော်မူဝါဒလို့ပြောအောင်ပါဘို့အဲ့တော့ကျွန်တော်မပြောချင်မနဲ့ပြောရတာပါအဲ့တော့အာနည်းနည်းလေးနားလည်ပေးပါနော်အဲ့တော့ခုရုံပါရုံပါဗျာပြောပါပြောပါအဲ့တော့ခုဖြစ်တဲ့ဖြစ်စဉ်မှာဒီအာဌာနဝယ်ဘူကြီးစင်ထွလင်းကစင်ထွလင်းသူရဲ့တပတ်စင်နဲ့အဲတပတ်စင်နဲ့ကျွန်တော်တို့တငယ်အဲတငယ်ချင်းလို့လည်းပြောလို့ရပါကောနော်တပတ်စင်နဲ့သူရဲ့ရာရှိပဲဒါသူတို့ဆိုနေရသူရာတူတူပဲသူလည်းဘူကြီးဟောလည်းဘူကြီးပဲဗျာနော် တပတ်စင်တဲ့သူရဲ့မျိုးသမီးကိုမတင်းကျင်ညာခေါ်သွားတယ်လို့ကြားသိရတာဗောနညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြကြီးခင်မောင်ထွေးကနေပြီးတော့တက်ကြကိုခေါ်ခိုင်းတာအဲဒီအမျိုးသမီးကိုဗောနခမင်းဆိုင်သွားကြမယ်ခမင်းသွားစားကြမယ်ဗောဗျာနော်အဲဆိုလို့ကျွန်တော်ခမင်းသွားစားမယ်အဲသမင်းဆိုင်ကောင်းကောင်းလိုက်ပြပြီဆိုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်ဒါသုံးသက်ကြည့်ရတော့ဆိုရှင်တော့ဘောနော်အဲ့တော့ကောင်မလေးကိုခေါ်သွားပါတယ် ခေါ်သွားတဲ့ခါမှာသမင်းဆိုင်မသွားပဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားတယ်။ဘီယာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့အဲကောင်မလေးနဲ့အတူတူတောက်စားတယ်။တောက်စားပြီးတော့ပြန်လာတယ်။ပြန်လာတဲ့အခါမှာဂိမ်းနစ်ပေါ့ဂိမ်းနစ်ဆိုတာဒီကျွန်တော်တို့ခလာရ15อืมဂိမ်းနစ်ကလည်းဝင်လာဝင်တဲ့ခါမှာစစ်တပ်ဆိုတာဗျအားလုံးကဝီသားစုလိုနေတဲ့အဖွဲ့အစည်းတွေเนาะခါလည်းမျိုးလုံးပေါင်းကမျိုးလုံးတိုင်းမှာဘယ်လိုခေါ်မလဲနေရာတိုင်းမှာမျိုးလုံးတွေရှိသလို နိုင်ငံတိုင်းမှာနားရရှိပါတယ်။အပြန်လာတဲ့အခါမှာဂိတ်နှစ်ကလည်းဝင်လာတယ်။ဝင်တဲ့အခါမှာအဲကောင်မလေးကိုနေရာပြန်မပို့မနဲ့အရာရှိရိတ်တာကိုတန်းပေါင်းသွားပါတယ်။အာမင်။အရာရှိရိတ်တာကိုတန်းပေါင်းသွားပြီးတော့ကောင်မလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်။ခွေးတွေလည်းပဲခွေးစာကင်းကြတာ။ကြံစီမှုတွေဖြစ်ခဲ့တယ်ပေါ့ကနော်။ဖြစ်ဖြစ်တဲ့အခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်။အရှက်ရတဲ့အခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မသိခံလို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်။အဲဒီကြောင့်မလို့ ောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာတယင်းမှုပေါ့နော်တယင်းမှုတယင်းမှုရဲ့ကတော်ပေါ့အဲသူကတယင်းမှုထထောင်မှာဒီဒီဒီစကားမှာပေါ့နော်ဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာသူကတယင်းမှုထထောင်မှာအာနာကြီးသေးတယ်ဗျာဒါအဲတယင်းမှုဇောသန်းနိုင်တဲ့ဆိုတာမျိုးသမီးတော့အေးအေးသိနေပေါ့နော်တော့အေးအေးသိနေအောင်မလေးကအဲဒီကိစ္စကမတိုင်နဲ့ပေါ့နော်မတိုင်နဲ့မတိုင်လို့ရှိရင် ငွေ30နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုပ်မှာပဲပြဿနာပိုရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုအောင်မာလေးရဲ့အောင်မာလေးရဲ့ယောက်ျားဘူကြီးကတိသွားတယ်။အဲဘူကြီးကတိလည်းတိသွားဘူကြီးကလုံးဝလုံးဝဘယ်သူလဲသူမရောက်တည်းကဓာကြီးပေါ့မရတိဓာကြီးပေါ့ဗျာနော်ဘူကြီးကတော်တော်အေးရောကြာတည်ရတယ်။အဲ့တော့ဒီဘူကြီးကလုံးဝတေးမခံမဲနဲ့တိုင်ပိုင်တိုင်ပါလိတော့ဂျင်းနန်းကအထက်ကိုရောက်သွားတယ်။ဂျင်းနန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့ အာဘလို့ဒုတိုင်းကဥရဖားရတဲ့ဆင်းလာတယ်ဆင်းလာပြီးတော့စပြီးညှိုးကြပါလေရောစညှိုးတဲ့ခါမှာဘူကြီးကိုနော်ဒီကာမအကြံစီခံရတဲ့အမျိုးသမီးရဲ့ဒီယောက်ျားပေါ့နော်ယောက်ျားဘူကြီးကိုအရှိန်အန်းကိုအတင်းပို့လိုက်ပါလေရောအရှိန်အန်းတင်းပို့လိုက်တဲ့ခါမှာတော့အာကောင်မလေးကလည်းကောင်မလေးကိုလည်းတက်ကောင်မောင်းထုတ်လိုက်တယ်ကောင်မလေးကမြန်မာတနာစရာပါသူကအသက်ကြီး 6အသက်60ကျော်မိခင်ရှိသလို3နှစ်သားရွယ်เนาะခလေးတယောက်လည်းရှိပါဘူးခလေးတယောက်ပြင်ပါဗျာเนาะနေထိုင်နေရဘယ်လောက်ထိသူတို့မလုံမချုံဖြစ်မလဲဘယ်လောက်ထိအဲ့ဒီမှာကျွန်တော်ပြောမယ်ဆိုရင်အရင်ကိုစိုးတဲ့နေရာတွေပါเนาะပြည်သူဆက်လည်းရှိတယ်တက်လည်းရှိတယ်ဒီတိုက်ပွဲတိုက်ပွဲတွေခင်ပြီးဖြစ်လာတဲ့နေရာတွေပေါ့ဗျာနော်အဲ့တော့ဒီမျိုးဒီ main community ခင်ဗျာမှာအပြင်မှာနေနေတာတက်မှာရှိတဲ့သူတွေအားလုံးကလည်းသူနဲ့လုံးဝမဆက်သွယ်ရဆိုပြီးတော့ ာဒီတယင်းမှုကတော်ပေါ့နော်တယင်းမှုကတော်အေးအေးတိန်ကချိန်ချောက်ထားတယ်လို့ကြားသိရတယ်နော်အမေကြားသိရတယ်အတော်အေးတိန်ကလည်းဒီကိစ္စကကျွန်တော်မနေ့လောက်ကမနေ့ကပေါ့နော်ကျွန်တော်ပြောလိုက်တဲ့အခါမှာဒီသတင်းကတတော်လေးပြန့်နှံ့သွားတဲ့အခါမှာနော်ခဏလေးနော်ပြည်သူအဲ့စီခွေအချင်းချင်းတောင်းလာအဲ့လိုမတင်ချင်းတာနော်ပြည်သူဆိုရင်နော်တာမန်ပြည်သူဆိုရင်သမင်းစာရေတော့အစ်တောင်းမှာတို့ သမင်းစားရတော့အစ်တောင်းမှာတဘောမထားဘူးနော်အဲ့လိုစစ်ခွေးအချင်းချင်းတောင်းမှာအဲ့လိုခွေးစားတင်ကြလာကမင်းတို့ကိုကိုမင်းတို့ထောက်ခံတဲ့စစ်ခွေးကြီးရဲ့စောက်ချင်းပဲနော်တမချက်ချင်းလည်းငယ်ဒါပါခေါ်တယ်ဒါပါဆိုမီတင်ခေါ်တော့ဗျာနော်မီတင်ခေါ်ပြီးတော့အဲသူတို့တည်င်းကတော့အထက်ကို အဲကျွန်တော်ဒီ online ပေါ်မှာလည်းပြန့်နှံ့နေပဲဘလောက်ပဲပြန့်နှံ့ပြန့်နှံ့ပေါ့ဗျာလုံးဝခီးမဆိုင်ပါဘူးတဲ့ဒီကိစ္စမှာဒီကျူးလွန်သူပေါ့နော်ဘိုးကြီးစင်ထွက်လင်းကမဝင်ခံတွေ့ဘာမှလုပ်လို့မရဘူးတဲ့မဝင်ခံအောင်လည်းပြောထားပြီးသားဆိုတဲ့ပုံစံမျိုးတွေအထိအဲပြောတဲ့အခါမှာတော့ဥပဒေနဲ့တရားဥပဒေနဲ့ကျွန်တော်တက်မလို့စိန်ခေါ်လိုက်တာပဲဗျာနော်အဲစိန်ခေါ်လိုက်တဲ့အခါမှာဒါကျွန်တော်ဒီပေါ့နော်ဒီတိုင်ရင်းမှုလည်းမရအောင်လည်းပြောချင်တယ်ကျွန်တော်ဒီကိစ္စခင်ဗျားတို့ မြန်မာပြည်တက်မှာเนาะကျွန်တော်တော်တော်များများသိပါတယ်အထူးသဖြင့်ခင်ဗျားတို့မုံညင်းကြောင်းလည်းသိပါတယ်เนาะကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စကိုကျွန်တော်ဝင်ပြောလို့မရှိဘူးပြောလို့ပြောဝင်နဲ့မပေါ့တော်တော်လည်းပဲမတရားကိမတရားခံရတဲ့ကိစ္စမျိုးတခုတော့ကျွန်တော်အနေနဲ့ပြောပေမဲ့ကျန်တာတွေကိုကျွန်တော်ထုတ်ဖော်မပြောချင်ဘူးအဲ့တော့တစ်ဖက်သားကအရင်နိုင်ကျင်လာလို့ရှိရင်တော့လေကျွန်တော်တို့ကရက်တည်မှုကြီးကြီးမားမားနဲ့ကျွန်တော်တို့ရက်တည်ရမှာပေါ့နော်ပြန်ဖို့ကျွန်တော်အထူးအရေးစားတော့ရပြီအဲ့တော့ ဒီမျိုးသမီးလေးရဲ့အကြောင်းကြီးမှာခံလဲခံရသေးတဲ့အမျိုးသားကိုလည်းအခုရှည်တန်းကိုလည်းပို့ထားသေးတယ်အဲ့ဒါเนาะမျိုးသမီးလေးခင်ဗျာပါသူတက်ကလူတွေကလည်းဘယ်သူမှသွားပြီးမပတ်သက်နဲ့တက်ကနေပြီးတော့မောင်းထုတ်တဲ့အခါမှာလည်းသူများတွေကူညီချင်တာမှပဲเนาะတက်ကမိသားစုတိုင်းဝိုင်းနေတဲ့ကူညီချင်တာမှဘယ်သူမှအကူအညီပေးလို့မရတဲ့အခြေအနေမျိုးဒီတည်ရင်မှုကတော်ရဲ့ဩဇာအာဏာကကြီးလွန်ပါတယ်เนาะအားလုံးကရှောင်ကျင်တဲ့အခြေအနေကိုရောက်လာတယ်အဲ့တော့ သူတို့မှာတခြားရွေးချယ်စရာမရှိတော့ဘူးအဲ့တော့ဒီချင်းနဲ့ချင်းရမှာတရားရေးရင်ဆိုင်သူเนาะတရားစွဲသူဘူကြီးပေါ့เนาะသူ့နာမည်တော့ကျွန်တော်မပြောချင်ပါဘူးအဲ့ဘူကြီးကဒီဒုတိုင်းမှုရဲ့ချိန်မောင်းမှုလည်းခံရပါတယ်ဒုတိုင်းမှုရဲ့ချိန်မောင်းမှုခံရတဲ့အပြင်ကိုနောက်ထပ်ဘသူရဲ့ချိန်မောင်းမှုလည်းတက်ဆွယ်မှုပေါ့အမြောက်တက်ရဲ့တက်ဆွယ်မှုကလည်းသူ့ကိုခေါ်တွေ့တယ်ဂျီဝမ်အစ်စင်မှာဂျုံထဲမှာရှိပါတယ်ဒါကြတယ်เนาะဂျုံထဲမှာရှိတဲ့အခါမှာခေါ်တွေ့တဲ့အခါမှာ ဘလို့ထိပြောလဲဆိုတော့စစ်တပ်မှာကိုမှန်တယ်ကိုမှန်နိုင်ကောင်းမှန်လို့မရဘူးလေစစ်တပ်ဆိုတာဘာမှန်နေလဲနော်65နဲ့အေးအေးပြည့်မယ်ဆိုတဲ့ပုံစံမျိုးထိချင်းချောက်တယ်အဲ့တော့ခတ်တာကသူကဘာဘာနဲ့လားတယ်ပြောဆိုတော့ပြည်သာမကိုအာဒီဒီလိုမျိုးပေါ့နော်အဒီလိုမျိုးစကောင်းတော့မပြောချင်ပါဘာနဲ့ချင်းချောက်တယ်ရဲ့ပုံစံမျိုးစစ်သားကိုတနက်နဲ့သွားချင်းချောက်လို့ရတော့ဘယ် ဘယ်သူကလဲနော်အေးစကားပေါ့နော်စကားပေါ့နော်ပေါက်ကြီးရဖြစ်ကုန်နော်ဟုတ်ပြီစစ်နော်တေးရတိုက်ရခိုက်ရလို့စစ်သေးဝင်လာတဲ့စစ်သားတယောက်ကို ထောင်လောက်နဲ့သွားမချင်းချောင်းတယ်လေတရားစွဲမှုလောက်နဲ့သွားမချင်းချောင်းလိုက်တယ်အဲ့တော့ဟိုမျိုးသားကလည်းဘူကြီးကလည်းဘဲခံလေးလေးနဲ့တရားစွဲတာပေါ့ကောင်စလုံးကတရားစွဲတဲ့အခါမှာတော့စုံခုံခံရပါကြီးနော်စုံခုံခံတဲ့အခါမှာနော်ဘူကြီးစင်ထွက်လင်းကတော့အခုစုံခုံမှာထိုင်နေပြီမြို့သမီးကိုလည်းစစ်ပါတယ်နော် အမျိုးသားပြောအခုတရားဆွဲတဲ့တရားဆွဲတဲ့ဘူကြီးကတော့အဲဘယ်လိုဆောင်လဲရှေ့တန်းပုတ်ခန္ဓာအတိတ်ကျပုတ်ခန္ဓာလာပါနော်ရှေ့တန်းပုတ်ခန္ဓာရှေ့တန်းတွေလာပြန်ပြီးတော့အမှုတော်မှာရင်ဆိုင်လို့မရဘူးအဝေးရောက်ဘယ်လိုဆောင်လဲဆိုရှင်ကျွန်တော်တို့ရှင်းလင်းချက်ပေါ့အဝေးရောက်ဟိုဆွဲဆူချက်ပုံစံမျိုးနဲ့ပဲအဲစုံခုံမှာအဲဖြစ်နေတယ်ပေါ့ဗျာအဲ့တော့ငါဒီကိစ္စမှာဦးမင်းအွန်လိုင်းမှာပြဿနာပါတယ်နော်ဦးမင်းအွန်လိုင်းလို့ပါပြဿနာရှိရခဏစားကျွန်တော်တေချာပြောဟုတ်တယ်အဲ့တော့ အဲဒီဆုံခုံရဲ့ပေါ့နော်အာဆုံခုံမှာအခုဘသူကတာဝန်ယူထားလဲဆိုလို့ရှိရင်တော့အဲဘယ်ခေါ်မလဲဥက္ကဋ္ဌက208ရက်အမှတ်208ရက်နော်အဲဘယ်ခေါ်မလဲဆိုတည်ရင်မှုအမြောက်တက်ရဲ့တည်ရင်မှုက သူကဆုံခုံဥက္ကဋ္ဌပြဦးဝင်းနိုင်ပေါ့နော်ဒုရဘုံမူကြီးဦးဝင်းနိုင်ကဆုံခုံဥက္ကဋ္ဌဖြစ်တယ်အဲသူကနေပြီးတော့ဟုတ်ပြီငါတို့ဆုံခုံမှာဆုံခုံမှာဘယ်ခေါ်မလဲဆိုအချက်လက်တွေယူမယ်အမျိုးသမီးငယ်စီကအချက်လက်ကိုယူတယ်နော် အပြူသားလို့ရှိရင်ကျွန်တော်တို့မျက်မြင်သက်သေတွေကြီးအချက်လက်ကိုယူတယ်ဟုတ်လားပြီးတော့အရာရှိစီကအချက်လက်ယူမယ်ဆိုတဲ့ခါကျတော့အရာရှိကရှင်းထဲမှာလုံများနေတယ်အရာရှိလာလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှင်းထဲမှာဟိုဘယ်လိုဖော်လို့ဆိုလို့ရှိရင်ပူကြီးကိုလုံးဝရှင်းထဲနဲ့နောက်ကိုလုံးဝပြန်သူတို့ကသူတို့ဆိုလိုချင်တာသူတို့ဟာသူတို့ဆွဲမယ်သူတို့ကသူတို့စုမယ်သူတို့ကသူတို့ ပြောမယ်သူတို့ကသူတို့စီရင်ချက်ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အတော်တော်လေးအခြေအနေတွေအဲစိုးနေတယ်ပေါ့ဗျာနော် အဲ့တော့ဘလောက်ထိဘလောက်ထိဒီကိစ္စကဆက်သွားမလဲအဲတက်တေတွေယူတဲ့ခါမှာလဲတက်တေကနှစ်ယောက်ရတယ်ဗျာဒီတက်တေသူတို့ပြန်လာတဲ့ခိတ်ကဆက်ဆက်ပြေသွားပြီနေရတိုင်းမှာနားရရှိသလိုနေရတိုင်းမှာမျက်လုံးတွေရှိပါတယ်စစ်တပ်မှာအဲ့တော့ဂိတ်ကနေဝင်လာတဲ့ခါမှာအဆောက်နှစ်ယောက်ပေါ့နော်ဂိတ်ဆောက်နှစ်ယောက်ကတွေ့တယ်ဂိတ်ဆောက်နှစ်ယောက်ကတွေ့တဲ့ခါမှာတက်တေအဖြစ်နဲ့အဲ့ဂိတ်ဆောက်နှစ်ယောက်ကိုခေါ်တဲ့ခါမှာ နှစ်ယောက်စလုံးမရအောင်တယောက်ကတော့အရှိတန်းကိုအတင်းပို့လိုက်တာနောက်တစ်ယောက်ကတော့ဒီအမျိုးသမီးဘက်ကနေပြီးတော့မတရားလို့ရက်တည်မိတဲ့အတွက်ကြောင့်မဟုတ်ဘူးအခုအဲ့တယောက်ကထွက်ပြေးသွားပြီးပြေးသွားတဲ့သူရဲ့နာမည်ကိုပြောရမယ်ဆိုလို့ရှိရင်တော့နော်မပြင်းစရာရှိဘူးတသားမျိုးထက်ကတော့အခုအရှိတန်းရောက်သွားပြီအရှိတန်းပို့လိုက်တယ်ကိစ္စအောင်ပေါ့အရှိတန်းရောက်ပါနော်အဲ့တော့တပ်သားရွှေအောင်ကတော့ပြေးပြီ။ဘာကြောင့်လဲဆိုတော့ဒီအမျိုးသမီးဘက်ကရက်တီမိလို့လေနော်။အင်း။အဲ့တော့ဟာလုတ်လုတ်ချင်တယ်လို့လုတ်ချင်တယ်လို့လုတ်နေတာပဲကြာနော်။ ဒါမှမဟုတ်အော်ကျွန်တော်ဒီနာနာနဲ့ပြောရအောင်နော်ကျွန်တော်ဒါတစ်ဖက်လည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့ကြီးပဲဒီလိုကိစ္စမျိုးကိုကျွန်တော်အနေနဲ့ပြပြလေးလေးနဲ့ပြီးစီခြင်းပဲမဲ့အခုကပြပြလေးလေးနဲ့ဘလို့မှပြီးလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်အဲ့တော့ဘာကြောင့်မို့လို့เนาะဒီဌာနဝင်မှုဘိုလ်ကြီးစင်ထွက်လင်းကိုဒီလောက်ထိကာကွယ်နေရတာလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဘိုလ်ကြီးစင်ထွက်လင်းရဲ့အမျိုးသမီးเนาะအမျိုးသမီး အတော်မူတော်ဆိုင်မူတာတော်လိုက်မူတာကအတိအကျနဲ့ပြောင်းကြည့်ကပြောအဲဘယ်လိုခေါ်လဲစမကျွန်တော်ပြောသလိုဒုတိယဘုဇုဒုတိယဘုဇုကြီးနော်တန်းလှန်ရဲ့တမီးဖြစ်နေပါဒါနဲ့ပတ်သက်ပြီးငင်းခုံလာဟာဒုတိယဘုဇုကြီးတန်းလှန်ပါတမတ်တော့မရှိပါဘူးဆိုတော့အငင်းခုံမူတဲ့ခွေးအကြီးကြီးရဲ့တမီးပဲကျွန်တော်တွေ့ရပါတယ်နော်ကြားသိရတယ်ကြားသိတဲ့ခါမှာအဲ့တော့ကျွန်တော်အနေနဲ့ကလည်းပို့ပြီးတော့တေးကြဖို့ညောင်မြစ်တွေရှောက်တူးဟောက်တော့ကြာနော် ညောင်မြစ်တွေလျှောက်တူးတဲ့ခါမှာပောက်တယ်တွေပေါ်သွားတယ်။ပေါ်ပါကျွန်တော်ကကျွန်တော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 င်းရင်ရှိပါတယ်အန်ဒီလည်းကြီးပါတယ်ကျွန်တော်တို့ကနော်။ဒီအန်ဒီကြောက်လာဖမ်းမှပြောလို့လောက်မလားဟာဒါလည်းနံပါတ်တစ်ချက်စဉ်းစားစရာဖြစ်တယ်။ကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော်ဖမ်းတာစီးတာကိုကျွန်တော်အဲ့လောက်ထိရင်မခုံပါဘူးကျွန်တော်ဖမ်းဖမ်းလို့ရပါတယ်ဖမ်းစီးလို့ရပါတယ်။တော်တော်လည်းကျွန်တော်ဘာဝင်ခုံလဲဆိုလို့ရှိရင်တက်မလို့သားတွေနော်ကျွန်တော်ပုံမှာ အမြင်ဆောင်ကုန်မှာတက်မလို့အဘိထောက်ခံသူတွေအမြင်ဆောင်ကုန်မှာနော်ဆောင်းလက်ဆောင်းပါနော်ဒီတချင်းကတော့ပြောင်းကြည့်ကိုလေးစားတယ်နော်အမှန်တရားပြောရရပါပါနော်အဲ့ဒါကြောင့်နော်ကျွန်တော်တို့ကအဲ့ဒီဇော်ပုံးဟင်းရဲ့ဗီဒီယိုဖိုင်ကိုခဏခဏတင်နေနော်တစ်ခါတလေဇော်ပုံးဟင်းကသူပြောတယ်လို့ပဲနော်အဖေစီခွေသားစီခွေသားပဲမဲ့နော်ဇော်ပုံးဟင်းပြောတယ် တဲမှာเนาะအမှန်တရားတွေလည်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကစောပုံးင်းရဲ့ဗီဒီယိုပိုင်းကိုခဏခဏတင်ပေးတယ်โอเคအမှန်တရားကတော့ပြောရရမှာပဲเนาะစစ်ခွေးတွေကောင်းပါတယ်စစ်ခွေးတွေမှန်ပါတယ်အဲ့လိုပြောတာကတော့เนาะသူတို့မကောင်းတာတီးရတဲ့အတိုင်းသူတို့ကောင်းပါတယ်လို့ပြောတာကတော့ပထမအိုးဆုံးကိုဟာကိုလင်းတာပဲဒုတိယကတော့เนาะပြည်သူတွေကိုလင်းတာเนาะအမှန်တရားကိုတော့ပြောရရမှာဒီတဲ့ချင်းကတော့เนาะ ပြောင်းကြီးကိုလေးစားသွားပြီပြောင်းကြီးပြောမှဒီစားလမ်းကကျွန်တော်တို့ကြားရတာဒါကိုတော့ကျွန်တော်ရအောင်ဆိုရင်ပါလေတော်ပါတော့လည်းပဲကျွန်တော်ဘာကြောင့်မို့ပြောရတယ်ဆိုတာအမှန်တရားချင်းမြန်လို့သူတိုင်းသိမှာပါเนาะဒါပါတော့အာဥတ္တလာရဲ့သမီးမှာယောက်ျားမရှိပါဘူးဆိုပြီးတော့ကြားသိရတဲ့အခါမှာအာကျွန်တော်အနေနဲ့ဆက်လက်ပြီးစုံစမ်းတဲ့အခါမှာဥတ္တလိုင်းမှာတမတ်ရှိသလားမရှိသလားဆိုတော့ဩတေချာစဉ်းစားကြည့်ကဒီမျိုးသမီးက ဦးသန်းလိုင်ရဲ့တူမအရင်တူမအရင်ဒါပေမဲ့မွေးစားထားလိုက်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့သမီးပေါ့သမီးပုံစံမျိုးသမီးရင်းလိုမျိုးမွေးစားလိုက်တာအဲထပ်ပြီးပေါ်လာတယ်ထပ်ပြီးပေါ်လာဒီမျိုးကြီးကိုမွေးစားထားလိုက်တယ်မွေးစားထားတဲ့အခါမှာတူမကသမီးဖြစ်သွားတယ်အဲ့တော့သူကိုယ်တိုင်ကလည်းငါအဖေကဦးသန်းလိုင်ဦးသန်းလိုင်ဦးသန်းလိုင်ဆိုတဲ့အခါကျတော့ ခိုးတဲ့ခါကျတော့ဘသူမှမတိရမပြုတ်ရမပြောရပုံစံမျိုးတွေဖြစ်လာအဲ့ဒီအချိန်မှာဝတ်တော့ကားပြဿနာဆပါပြီဆပါဘူးမင်း online ကတော့ဝတ်တော့ကားတွေဖမ်းပါတဲ့ဒါပေမဲ့ခင်ဗျားဝတ်တော့ကားတွေကိုနော်ခင်ဗျားဖမ်းပါဆိုတော့ဦးမင်း online နော်အဖရေလို့ပြောမှာပါနော်အဖကတော့ဖမ်းခိုင်းတာပဲအဲ့ဒီဖမ်းခိုင်းတဲ့ဖမ်းတော့ဖမ်းလို့ဖမ်းလို့ရမှာပေါ့လေဒါပေမဲ့ နန္ဒလျှောက်လုံးမှာဒီဝတ်တော့ကားကိုဘသူကားလို့သာပြောလိုက်ပါဘသူမှတော့ကတ်နေရပါဘူးပြပြသလဲနဲ့တခါတည်းဟိုဆက်ပြတ်နေတာဝိုင်းတိုးမိမဲ့ခြေနေမျိုးဖြစ်ပါဥသားလိုင်းဒါဥသားလိုင်းကကားဆိုပြီးတော့သူတို့စီမဲ့ကားကိုတက်ကိုယူလာတဲ့အခါမှာအလားမှာဥသားလိုင်းရဲ့ကားဟာဝတ်တော့တွေဝီးတက်တွေဘာတွေဘာမသိချင်ဘူးဥသားလိုင်းဆိုတာနဲ့ဝီးတက်လည်းဖြစ်တယ်နော်လိုင်စင်လည်းဖြစ်တယ်တနိုင်ငံလုံးရဲ့လိုင်စင်လည်းဖြစ်သွားပြီးတော့အဲ့ဒီကားကို အဲ့ဒီမှာအဲ့ဒီမှာအဲ့ဒီပြဿနာတွေစပြီးကျွန်တော်သူနဲ့ဘာတော်တယ်ဆိုတာကိုကျွန်တော်ပြန်ပြီးတော့လိုက်ရတာပါเนาะလိုက်တဲ့အခါမှာတော့ကွက်ကွက်ကူငင်မိပါတယ်ဦးမင်း online ထဲမှာသွားညိတာပါ။တော့တိုင်းလောက်ကတိုင်းလောက်ကရှုပ်ထွေးလာဦးမင်း online ထဲမှာသွားညိရအောင်။ဦးမင်း online အဲ့တော့ဒီကိစ္စကတော့အခုအချိန်ညမှာရှင်းကြပြန်နော်။အဲကျွန်တော်ကတော့ဦးတန်း line နဲ့ဘာမှမတော်ဘူးပေါ့နော်။ဟိုဘာမှမတော်ဘူးဦးတန်း line မှာတမန်မရှိဘူးဆိုတဲ့ကိစ္စကိုကျွန်တော်လိုက်ရင်းနဲ့မှအာကျွန်တော်ဆက်လက်ပြီးတော့အဲထုတ်ဖို့တွေးရှိလာတယ်။ရှာဖွေတွေးရှိလာရတယ်။အဲ့တော့ ီအမ်ဒီကားတော့အဲ့မှာရောက်နေမေယုံရှိတော့ပြောင်းသွားပြီးတော့အဲစစ်စစ်ကြည့်ပါနော်အဲစစ်စစ်ကြည့်လို့ရတယ်အဲ့တော့ဒါကြောင့်မို့လို့တို့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အကာအွယ်အကာအွယ်တွေပေးနေတာပေါ့ဒီမျိုးသားပေါ့နော်ဒီမျိုးသားဘူဂျီစင်ထွလင်းဟာဘူဂျီစင်ထွလင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာကြည့်တယ်ဒီတိုင်းနေလို့မရဘူးဗျာနော်ကျွန်တော်ကလည်းကျွန်တော်ကိုမေးလာတယ်ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒီကိစ္စမျိုးကိုပြောတဲ့အခါမှာကျွန်တော် တည်တည်ချာချာကိုဂရုစိုက်ပြီးတော့လေ့လာပါတယ်လေ့လာပါလေအဲဘဒုဘလူမမနစ်နာစေခြင်းကိုကျွန်တော်ပြောပြသွားပြီဒီလိုမျိုးစကားတွေကိုကျွန်တော်ရှင်းနာနာနဲ့ပြောနေရတာပါကျွန်တော်ပြောချင်ပါဘူးနော်ပြောချင်မဲ့ပြောနေရဆိုတော့ကျွန်တော်ယုံကြည်ပေးပါမယ်နော်ပြောတဲ့စကားလုံးစကားလုံးတိုင်းမှာကျွန်တော်ရှင်းနာပါတယ်နော်အားကြောင့်ဆိုတော့အားလုံးကစစ်တီတွေနော်တက်မလို့ကျွန်တော်ခင်ဗျားတို့နဲ့ပြောပြပါခင်ဗျားတို့နဲ့ရက်တင်ရက်တင်လေးနဲ့ကျွန်တော်ခင်ဗျားတို့ကိုတန်အောင်နဲ့ရှင်းလာတယ်စစ်တီပေါ်တန်အောင်နဲ့အများကြီးပုံပြချင်ပါတယ်နော် သူပါတော့လည်းပဲကျွန်တော်ရဲ့မူဝါဒကနော်မတရားမှုဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ slice ဆပြောတယ်ကျွန်တော်ပြောခဲ့ပါတော့ကျွန်တော်ဘာကြောင့်မလို့စစ်တပ်ရဲ့ရက်တည်ခဲ့တာလဲမတရားမှုအဲ့ဒီနီပိန်းတိုက်ကနေပြီးတော့နော်အမြင်မတွေ့ရသေးဘူးမတရားမှုလုပ်နေရင်ခင်ဗျားတို့ ਨੇ ရက်တည်နေတယ်တဖြည်းဖြည်းတဖြည်းနဲ့ခင်ဗျားတို့ ਨੇ တဖွဲ့လေးဖြစ်သွားတာနော်အဲ့ဒီမတရားမှုအဲ့တော့ကျွန်တော်ရဲ့ဗီဇကမတရားရင်ကျွန်တော်အမြင်နဲ့ပြောရမှာပါအဲ့တော့အခုလည်းမတရားမှုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့မူဝါဒကိုတော့ကျွန်တော်မလုံးပါနော်ရိုက်ချိုးလို့ရမှာမဟုတ်ဘူး အဲ့တော့အခုမတရားမှုမှာအဲကျွန်တော်ပြောတာပေါ့နော်အဲ့တော့ဒီအမျိုးသားပေါ့ဘူဂျီစင်ထွက်လေတမိုင်းကိုကျွန်တော်ဆက်လက်လေ့လာပါမယ်လေ့လာဒီပုဂ္ဂိုလ်ကလည်းခေတဲ့သူတော့မဟုတ်ဘူးဗျာသူကជីသူရီပိုင်းလုတ်ခဲ့ဘူးတာပဲနော်အကောင်ជីជីသူရီဆိုတာဟိုជីသူရီတနက်လောက်တာမဟုတ်ဘူးជីသူရီဆိုတော့အဆင့်ရှိနေတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်ကလည်း KDB ကအမျိုးသမီးတယောက်ကိုတက်မှာခေါ်အိတ်ခေါ်အိတ်တဲ့အခါမှာအဲ့ပြဿနာလည်းအာជីជីမမဖြစ်သွားတော့သူ့ကို နေရာရွှေ့ပလိုက်ရတယ်ဘလာတဲ့ဇာနေတာနော်အခုလည်းလွယ်လွယ်နဲ့ပြီးသွားမယ်ထင်ပြီးတော့နော်အမျိုးသမီးတယောက်ကိုဒါမျိုးအဲ့ဒါသူလုပ်နေကြအလုပ်ပဲဒါမျိုးဒါမျိုးဘောနော်ဟိုလိမ့်မိုင်းဆိုင်ရာကျန်ဖတ်ရယူလိုက်တယ်ဘောနော်လိမ့်သိမ်းရယူလိုက်ကျွန်တော်အမြင်ပြောရရင်နော်အဲ့ဒီကောင်းမ အဲ့စီကွီမယာတယောက်တည်းဖြစ်မှာမဟုတ်ဘူးအဲ့တတ်မှာရှိရဲ့နော်အရာရှိရဲ့မယာအကုန်လုံးလို့လို့သူကမသိจิตပြီးတော့ပြီနော်တချို့ကအဲ့ခွေးအကြီးကြီးဖြစ်တဲ့အတွက်ကြောင့်ရင်မဆိုင်ရဲ့လို့မပြောတာပဲဖြစ်မယ်နော်အဲ့အခုမသိจิตတဲ့ကောင်ကနော်ဇလန္တရစုတာပဲပြောင်းကြည့်ပြောပုံရဆိုပြီးလာလာအကျန်းဖက်ပြီးရယူတာလားဒါမှမဟုတ်ရှိနေလဲလှဲစားပြီးရယူတာအရမူးအောင်တိုက်ပြီးတော့ဆိုတဲ့ခါကြောင့်လေနော်အဲ့တော့ အဒီအချင်းအရာမှာကြည့်ရတာပေါ့ဗျာနော်အဓိကကတော့မလဲပဲနဲ့ဝင်ရှုပ်တဲ့ဒီတယင်းမှုရဲ့ကတော်ပေါ့ဗျာတယင်းမှုကတော့ဒီတင်လာတာကတ္တနာဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တပ်ကိုသူတို့ရှော့တက်တာကိုမိန်မလား။စစ်တပ်မှာနော်စစ်ဥပဒေမှာစစ်စည်းကမ်းမှာယာတို့မရှိဘူးဆိုတာသူတို့မသိဘူးထင်တယ်နော်။အင်းအဲ့တော့စစ်တပ်တက်လို့စော်ကားဖို့တော့ခင်ဗျားတို့မစဉ်းစားပါနဲ့။အမှန်တရားကိုစော်ကားဖို့မစဉ်းစားနဲ့။အဲ့တော့ မလဲပဲနဲ့ရှုပ်ခဲ့တယ်အဲ့တော့ကျွန်တော်အနေနဲ့ကဒီပြဿနာနဲ့ဆိုင်တာပဲကျွန်တော်ပြောချင်မိမှာတခြားပြဿနာတွေတူရင်ဆော့ရင်တူရင်ဆော့ရင်လေနော်တူရင်ဆော့ရင်တူရင်ဆော့ရင်ကျွန်တော်သိရှိရတာအများကြီးဒါပေမဲ့ကျွန်တော်မပြောလို့ပါပြောချင်အားလုံးပြောချင်လို့ရှိရင်ကျွန်တော်ပြောပြသွားကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စတွေမှာကျွန်တော်မပြောဘူးကျွန်တော်ဆိုင်ကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စကမတရားမှုအဲ့လိုမျိုးတရားလုံးနဲ့တဖွဲ့ခံနေရတာပြောဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျားတို့ကြားရတာကဘုံမောင်းထိုင်ဆဲနိုင်တယ်နော်ရောက်လာရင်လည်းဖမ်းနိုင်တယ်နော် မများတို့လာလဲဖမ်းနိုင်ပါလေနော်ဒါပေမဲ့တော့မတရားမှုတွေကတော့ကျွန်တော်ကိုယ်တိုင်ခါသေးတယ်ကျွန်တော်ကြားလဲခါသေးတယ်ကျွန်တော်လုံးလဲခါသေးသူများလုံးလဲခါသေးကိုယ်မျက်စိရှိမှမြင်အောင်မနေတတ်တာအဲ့တော့ဟုတ်ပြီဒီချင်းအောင်ဇက်ပေါင်းကန်းကိုပြန်စမယ်ဆိုရင်ခါလာရ15နော်ခါလာ15ရဲ့ဒီအရာရှိတရင်မှုရဲ့ကတော့နော်ဒါပါဘောင်ခေါ်လိုက်ဒါပါဘောင်နှစ်နာရီကျော်ကြာတယ်ဗောနော်အဲ့ဒါပါဒါပါမှာမှကချင်းချောက်လိုက်ဒီအားလုံးဗောနော်အဲ့တော့ဒီကိစ္စမှာ သက်သေးတွေတွေ့ရှိထားတာကဘယ်လိုလဲဆိုလို့ရှိရင်အခုကြာရပါကဘာလို့ဖြစ်လဲတရခံကတော့အခုအစွဲခံတာတရခံကတော့ပိုကြီးစင်ထွက်လဲပေါ့နော်အဲသူနဲ့တူသူတပည့်ဖြစ်တဲ့တက်ချက်ကြီးခမောင်ခမောင်ထွေးတယ်ခမောင်ထွေးရဲ့ကားနဲ့ခေါ်ပြီးတော့နော်ကားနဲ့ခေါ်ပြီးပြီးတော့ရက်သောတောက်ကြတယ်ရက်သောတောက်ပြီးတော့ပြန်လာတဲ့ခါမှာဂိတ်နစ်ကလည်းဖြတ်လာတယ်ဖြတ်လာတဲ့ခါမှာတက်သားနှစ်ယောက်ကတွေ့တယ်တွေ့တဲ့နှစ်ယောက်ကလည်းမျက်မြင်သက်သေဆုံးခုမှာထွက်ဆိုလာမယ်ဆိုတော့ စီတန်းကိုတယောက်ကိုပို့လိုက်တယ်နောက်တစ်ယောက်ကတက်ကထွက်ပြေးသွားတယ်သူနှစ်ယောက်ရဲ့နာမည်တွေကနော်အဲသူတို့နှစ်ယောက်ရဲ့နာမည်တွေကဆိုတော့ကျွန်တော်ပြောသလိုတက်သားရွှေအောင်ပြီးပြီနော်တက်သားမြို့ထက်ရှေးတန်းရောက်သွားတယ်ဘူကြီးကလည်းရှေးတန်းကိုရောက်သွားပြီအဲ့တော့ထပ်ပြီးကြားသိနေရတာကတော့လေအရာရှိဒီကရှေးတန်းမှာအခုတောင်းညံ့နေမဲနေရလို့ပြောတယ်မဲနေဆိုတာမျိုးကစစ်တီတွေကိုဘာကြောင့်မဲလဲတော့မသိဘူးဆက်ဆက်မှုရှိလားမရှိလားတော့မသိဘူး ဒီပေါ့တရားဆွဲဆိုတော့ဘူကြီးရှိတဲ့ရှေ့တန်းမှာမဲနေတော့ကြာတယ်မဲနေဆိုတာတရားတွေပေးနေတယ်ပေါ့ဗျာအိုက်ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဲဒီကိစ္စကဝတ်တော်ကားကိစ္စနဲ့ပတ်သက်ပြီးတော့မှဥတန်းလိုက်နဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်တို့ကဆက်လက်ပြီးစုံစမ်းရရှိတာပါအဲဥတန်းလိုက်နဲ့ဘာတော်တယ်ဆိုဥတန်းလိုက်နဲ့ဥမဲအောင်လိုက်နဲ့ကဘလို့သွားညိလဲဆိုတော့သွားကြည့်ရသွားမြင်တာဟုတ်အဲဝတ်တော်ကားကိစ္စနဲ့ကြာတော့သူတို့နှစ်ယောက်ကတဒွဲတယ်ဖြစ်သွားတာပေါ့နော်တဒွဲတယ်ဖြစ်သွားတယ်အဲ့တော့သူသူ့ရဲ့ သူမအရင်လည်းဖြစ်နော်သူတမီးဖြစ်မွေးစားထားတယ်သူတမီးပါဆိုပြီးတော့တတ်မှာပြောနေဆိုနေရတယ်လေရှိရတဲ့ကြောင့်မလို့ဦးတန်းလှိုင်းကတော့ဘာမှဟုတ်သည်ရှိမဟုတ်သည်ရှိနော်တမီးမိုက်လေးပဲမွေးစားမိသလားအမမလို့ရှိရင်အကူရမယ်တမီးလေးပဲမွေးစားမိလားမသိဘူးအဲဒီပုံစံမျိုးဖြစ်နေတယ်အဲ့တော့အခုလောလောဆယ်ဒီပေါ့ဘူကြီးရဲ့မြို့သမီးဟာတက်ပြင်းမှာတက်ပြင်းမှာကြောင်ယုံမှုများတော့နေရတယ် ပြီးတော့ယောက်ျားကစီတန်းပို့လားဟိုဘလိုခေါ်မလို့ရှိရင်နော်တရင်မှုကတော်ကိုယ်တိုင်ကတက်ထဲမှာဟိုဒီဘူကြီးနေရာမှာပေါ့ဘူကြီးရဲ့စုံလုံးထိုင်တဲ့အခါကျသူ့နေရာမှာအဲရာရှိအစားထိုးတာတိုင်းရှိတယ် မပတ်သက်ဖို့နော်ဒီမျိုးသူကိုဝိုင်းကျင်ဖို့ဝိုင်းဖယ်ကျင်ဖို့ဆိုသည်ဆိုရဲသည်လောက်ထားလိုက်ရှိတယ်။ဒါတခြားပေါ်နော်ဂိမ်းနေရှိကဂိမ်းမှာဘလို့ကောက်တယ်။နော်နေခဏခဏစကားတစ်ခါလည်းပြောလိုက်မယ်။ဆန္ဒနှစ်ယောက်ထွက်ပြီးတော့အဲ့ဒါစင်းရင်တေချာတင်အောင်နော်။ဘာလို့ဆိုရှင်ဒီထက်ပိုးတဲ့ဟာတွေထပ်လာမယ်။နော်လို့ဆိုရှင်အဲ့ဒီဟာတယောက်ထွက်ပြီးသွားပြီ။အဲ့စီကတက်ပြေးဖြစ်ကြောင်းကိုတင်ပါ။ဘာလို့ဆိုရှင်အဲ့ဒီအဲ့ဒီတယောက်ကလည်းကျွန်တော်ဆက်လက်တူးဆွားပါလိမ့်မယ်။တူးဆွားလို့ထပ်ပေါ်လာရင်မပြောချင်ဘူး။ နော်ကျွန်တော်တက်နိုင်ငံနဲ့စီရေးတက်အရေးကြီးတဲ့အကိစ္စတွေပဲပြောချင်တယ်ဘလို့ပြလို့ဒါတွေကျွန်တော်စီရရောက်လာတယ်နော်ကျွန်တော်တက်အရေးကြီးတာဒါတော့ပြောင်းကြီးပြောင်းမှကျွန်တော်တို့ကြားရတယ်ပြောင်းကြီးကိုယေရှုတည်နေတက်မလို့ဒါတွေတိုက်ပွဲဖြစ်နေတယ်အမှန်တိုင်းသိနေချင်တယ်တက်မလို့ဒါတွေဘောကောင်းလို့ဆိုလို့ရှိရင်စီရေးမှာအခက်အခဲတွေပြည့်လဲစေချင်တယ်နော်ရန်သူကိုအနိုင်ရစေချင်တယ်အသာစီးရစေချင်တယ်ဒါတွေပဲကျွန်တော်စိတ်ဝင်စားချင်တယ်อืมတော်တော်လေးပဲကျွန်တော်မှာ မဖြစ်မနေနော်ဟိုမတရားမှုဆိုတဲ့ခါကျတော့ပြောပြရနော်ဒါနဲ့စီရေးသေးတွေပြတ်တက်ပြီးတော့ကျွန်တော်ပြောချင်တယ်ပြောချင်ဆိုရင်မဲ့ကျွန်တော်အားလုံးမေးမယ်ဗျာနော်ဒီခါလဲမေးပြရစီခင်ဗျားတို့ဟိုကျွန်တော်ကဖားပြီးတော့ lobby လုပ်တဲ့ဖားတဲ့တဲ့နားထောင်ကြလားအရှိကိုအရှိတိုင်းနားထောင်ကြင်သလားအဲခဏလေးတော့ပြောင်းကြည့်အရှိကိုအရှိအတိုင်းပဲကျွန်တော်တို့ကကြိုက်တယ်အနီးဖက်ပဲဖြစ်ဖြစ်အစင်းဖက်ပဲဖြစ်ဖြစ် အရှိကိုအရှိတိုင်းပြောရတဲ့တွေကိုကျွန်တော်တို့ကကြိုက်တယ်။ကိုကျွန်တော်ကိုကွန်မန့်မှာတစ်ချက်ရေးပေးနော်။အဲစစ်သားတွေလည်းရေးပေးနော်။ခင်ဗျားတို့ကိုယ်တိုင်ရေးပေးနော်။အဲ့တော့ဘာကြောင့်ဆိုလို့ရှိရင်တစ်ခါကြောက်ချင်းခင်ဗျားတို့အဲ့စစ်တက်ကဘယ်နဲ့လာဆဲတယ်။ကျွန်တော်ကပြောတာဟာဘယ်ရင်းမှုကြတယ်မဖြစ်နိုင်တာတွေဟုတ်တယ်ဆိုပြီးကျွန်တော်လာပြီးဆဲတာရှိတယ်။ဟုတ်ဒီပေါ်ကောင်။ဒီကိစ္စရေးတယ်မှာလည်းကျွန်တော်ချပြရတာပြဿနာအစားအောင်မယ်နော်။အဲ့တော့သိကြလားနော်။အဲကိုက ကျွန်တော်တို့ဗျာဟိုဘယ်လိုကျွန်တော်စိတ်တက်ကြရတယ်စိတ်တက်မြင့်တင်မှုလေးပဲပြောအဲဘယ်လိုပေါ့မဆိုလို့ရှိရင်ပြောပါကျွန်တော်ကအမှန်တရားရတယ်စိတ်တက်မြင့်တင်တာကမှန်ကန်တဲ့စိတ်တက်မြင့်တင်တာဒါပဲဒါပဲဟို lobby စံတော့ပေါ့နော်အဲ့ဒီကျတော့ကျွန်တော်လည်းလုံမှာမဟုတ်ကျွန်တော်လည်း lobby မဟုတ်ဘူး lobby လောက်ရတဲ့အဆင့်နဲ့ကျွန်တော်မှမရှိပါဘူးနော်အဲ့ကြောင့် lobby ဒါသူကသူသူမှာအဆင်ရှိတယ်ကျွမ်းကျင်တဲ့အဆင်ရှိတယ်ကျွန်တော်က lobby လုပ်ဖို့လည်းမကျွမ်းကျင်ပါဘူးနော်မကျွမ်းကျင်ပါဘူး ျွန်တော်ကဘသူမျက်နှာမှလည်းထောက်ဆရာမလို့ပေါ့ကျွန်တော်ထောက်တာအမှန်တရားမျက်နှာနဲ့ခင်ဗျားတို့ပေါ်ရှိတော့တန်ရောစင်မျက်နှာကိုထောက်ပါတယ်ကျွန်တော်ကကျွန်တော်မထောက်ဘူးเนาะအဲ့တော့ကျွန်တော်စီကတော့ဖြစ်ရှိအသိကျွန်တော်သိသမျှကိုပဲကျွန်တော်ပြောပါမယ်ခင်ဗျာเนาะအဲ့တော့ဟုတ်ပြီကျွန်တော် likely ဒီနေ့ခြားပြရစီအောင်เนาะအ light down ဖြစ်ပါလားကျွန်တော်ရုပ်တန်လေးပြပြရစီအောင်ကျေးဇူးများတင်ပါဒါတော့เนาะပြောင်းကြည့်ကိုလေးစားသွားတယ်เนาะ။ဘာဖြစ်လို့လဲဆိုတော့เนาะ အနီးဖက်ဖက်ဖြစ်ဖြစ်အစင်းဖက်ဖက်ဖြစ်ဖြစ်အမှန်တရားကိုတော့ပြောရမှာပဲเนาะတချို့လိုပီတွေเนาะတချို့လိုပီတွေတချို့ဘောမာတွေကเนาะအပကောင်းပါလေအပမှန်ပါလေအဲ့လိုပြောတဲ့လိုပီတွေကเนาะကြည့်လို့ဘောမရဘူးကြည့်လို့မရဘူးဒါမဲ့เนาะအခုတလောအဲ့ပြောင်းကြီးနဲ့စောပုံဟင်းကအမှန်တရားတွေပြောတာရှိတယ်သူတို့လိုပီလုပ်ပေမဲ့ကြားပါเนาะအမှန်တရားတွေသူတို့ပြောတာ အများကြီးရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကပြန်ဆဲပေးတယ်နော်အမှန်တရားကိုသိကျင်တဲ့ပြည်သူတွေအတွက်ဘိုးမတွေကိုတိုင်တောင်းကအဲ့လိုပြောနေကြပြီဆိုရဲနော်ဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်တို့ပြန်ဆဲပေးတာဖြစ်တယ်။ Okay okay ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုဖိုင်မှာပြန်တွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။